ရန်ဆက်တူတတာရာဇဝင်တွေကတဏှာကြီးစံစံတတာလားတကယ်လက်တွေ့သဘာဝဖြစ်စဉ်တခုလားပြိသက်ကြီးမင်္ဂလာပါဒီနေ့ကျမတို့တင်ဆက်ပေးမယ့်အကြောင်းအရာကတော့နှစ်ပေါင်းများစွာကလေးကလူအများစိတ်ဝင်စားငင်းခုန်ခဲ့ကြရတဲ့တဏှာကြီးစံတလောက်တကယ်လက်တွေ့မှာလဲတရှိနေတဲ့ရန်ဆက်တူတတာအကြောင်းပဲဖြစ်ပါဒီတတာကိုတခြားနာမည်တစ်ခုနဲ့လည်းသိကြပါသေးရဲ့အဲ့ဒါကတော့ Arden Bridge လို့ခေါ်တဲ့တတာပဲဖြစ်ပါတယ်ဒီတတာဟာတကယ်ပဲဒဏ္ဍာရီလာအတိုင်းလူသားကိုတိဆောက်ခဲ့တာလား ဒါမှမဟုတ်တဘာဝရဲ့လက်ရာစစ်စစ်လားဆိုတာကို အတူတူလေ့လာကြည့်ရအောင်ပါဟိန္ဒူဘာသာဝင်တွေရဲ့အထွတ်မြတ်ထားရရမယနာမဟာကဗျာမှာရဇတ်တူတရာအကြောင်းကိုအကျယ်တဝိဖော်ပြထားပါတယ်ဒီရာဇဝင်အရလွန်ခဲ့နှစ်ပေါင်းထောင်ကြီးကလင်္ကာဘရင်ရှာဝနဟာရမမင်းသားရဲ့ဇနီးတဲ့တီတာကို ပြန်ပြီးဆွဲပြီးနင်္ကာကျွန်းစီခေါ်သွားခဲ့ပါတယ်တီတာကိုကယ်တင်ဖို့အတွက်ရမမင်းသားဟာဟာနုမန်ရဲ့မြောက်စစ်တီတော်များဖြစ်တဲ့ဘာနာယာတပ်ဖွဲ့ရဲ့အကူအညီနဲ့ အိန္ဒိယပြည်မကြီးကနေသီရိလင်္ကာကိုသွားနိုင်ဖို့ပင်လယ်ပြင်ပေါ်မှာတံတားတစ်စင်းတည်ဆောက်ခဲ့ရပါတယ်။ဒီတံတားကိုတည်ဆောက်တဲ့နေရာမှာနလဆိုရင်အင်ဂျင်နီယာကျွမ်းကျင်တဲ့မြောက်ဘူချုပ်ကဦးစီးခဲ့ပြီးတပ်သားတွေကတော့ကြီးမားရဲ့ကြောက်တုံးကြီးတွေကိုပင်လယ်ထဲပြစ်ချပြီးတည်ဆောက်ခဲ့ကြတယ်လို့ဆိုပါတယ်။ထူးခြားတာကတော့ဒီကြောက်တုံးတွေဟာရေပေါ်မှာပေါလော့ပေါ်နေတဲ့မျောတဲ့ကြောက်တုံး floating stone တွေဖြစ်ပြီးကြောက်တုံးတိုင်းမှာယာမမင်းသားရဲ့နာမည်ကိုရေးထိုးထားတယ်လို့ဆိုပါတယ်။ ။ဒါကြောင့်မေဒီကြောက်တုံးတွေဟာနေမြုံမသွားပဲတရားအဖြစ်ပေါ်ထွက်လာရင်လို့ရမယနာဆက်တော်မှာဖော်ပြထားပါတယ်။ဒီတရားဟာမိုင်30အခြေရှိပြီးအိန္ဒိယနိုင်ငံရာမက်စရာရန်ကျွန်းနဲ့သီရိလင်္ကာနိုင်ငံမနာကျွန်းကိုဆက်သွယ်ထားတယ်လို့ဖော်ပြထားပါတယ်။ရာဇဝင်ထဲမှာဒီလိုတရားရှင်စံတရားအဖြစ်ဖော်ပြထားပြီးမြိတ်တကယ်လက်ရိမှာရောဒီတရားကဘလို့ပုံစံရှိနေလဲ။သိပ္ပံပညာရှင်တွေနဲ့ဘူမိဗေဒပညာရှင်တွေကဘယ်လိုသုံးသပ်ကြလဲဆိုတာလေ့လာကြည့်ကြရအောင်ပါ။ ရန်စက်တူတရားကိုဂျူဒုပုံရိပ်တွေကနေလဲရှင်းရှင်းလင်းလင်းမြင်တွေ့နိုင်ပါတယ်။၎င်းဟာတကယ်တော့တဘာဝထုံကြောင်တန်တွေ Natural Limestone Show နဲ့သဲဆောင်ပြင်တွေစတိုက်တရှိနေရဲ့ကွင်းဆက်တစ်ခုပဲဖြစ်ပါတယ်။အိန္ဒိယနိုင်ငံပင်လယ်ကမ်းရိုးတန်းကနေသီရိလင်္ကာအထိရှည်များစွာတရှိနေပြီး Forstrain နဲ့ Gobam Manor ကိုပိုင်းခြားထားပါတယ်။သိပ္ပံပညာရှင်တွေရဲ့လေ့လာမှုတွေအရဒီတရားဟာလွန်ခဲ့တဲ့နှစ်ပေါင်း18000ကနေ9000ခန့်အထိပင်လယ်မျက်နှာပြင်အထက်မှာတရှိခဲ့ဘူးတယ်လို့ယူဆကြပါတယ်။ ဒါကြောင့်လူသားတွေနဲ့တရိစံတွေဟာအိန္ဒိယနဲ့ဒေရီနိုင်ငံကြားမှာခြေကျင်သွားလာနိုင်ခဲ့တာဖြစ်ပါတယ်။တချို့လိလာမှုတွေကတော့ဒီတရားရဲ့အပေါ်ဆုံးအလွာမှာရှိရဲကြောက်တွေဟာအောက်ကသဲအလွာတွေထက်ပုံမူတက်တန်းရှိနေရကိုတွေ့ရှိရကြောင်းဒီတရားဟာတဘာဝအတိုင်းဖြစ်တည်လာတာမဟုတ်ပေလူသားတွေရဲ့ဝင်ရောက်တည်ဆောက်မှု တစုံတရာ ပါဝင်ခဲ့တယ်လို့ပြောဆိုသူတွေလည်းရှိပါတယ်။ဒါပေမဲ့အိန္ဒိယရဲ့ရှီဟန်သူတေသနာဌာန Archaeological Survey of India ASI ကတော့ဒီဒတာဟာတဘာဝအတိုင်းဖြစ်ပေါ်လာတဲ့သဲတောင်တွေနဲ့ကြောက်တန်းတွေသာဖြစ်တယ်လို့2009ခုနှစ်ကအစီရင်ခံစာတစောက်ထုတ်ပြန်ခဲ့ပူပါတယ်။နောက်ပိုင်းမှာတော့နိုင်ငံရေး PR တွေကြောင့်ဒီအစီရင်ခံစာကိုရှုတ်သိမ်းခဲ့ရပါတယ်။1480ပြည်နှစ်အထိဒီဒတာဟာခြေလင်းသွားလာနိုင်လောက်အောင်ရေပေါ်မှာပုံနေခဲ့ပြီးကြီးမားတဲ့မုန်တိုင်းတန်ကြောင့်ပျက်စီးပြီးရေအောက်ကိုနစ်မြုပ်သွားခဲ့တယ်လို့သမိုင်းမှတ်တမ်းအချို့မှာဖော်ပြထားပါတယ်။ ဒါပြီး2004ခုနှစ်ဆူနာမီလိုင်းတံကိုခံရစေကဒီဂျစ်တာတီရှိရန်နေရာတဝိုက်ကကန်ယူရက်ဒေတာတွေဟာဆူနာမီလိုင်းတံကိုတက်တာစီခဲ့တယ်လို့လည်းသူတွေတီတချို့ကထောက်ပြကြပါဗရန်ဆက်တူဒေတာဟာယနေ့အချိန်ထိဘာသာရေးတမိုင်းသိပ္ပံစားရိတ်ကဏ္ဍပေါင်းစုံကလူတွေရဲ့သိဝင်စားမှုကိုဆက်လက်ရရှိနေတဲ့ဖြစ်ပါဘာသာရေးယုံကြည်မှုအရာတော့ဟိန္ဒူဘာသာဝင် အများစုကတော့ဒါဟာရှာမမေတာတကယ်တိဆောက်ခဲ့တဲ့ဒေတာဖြစ်တယ်လို့ခိုင်ခိုင်မာမာယုံကြည်ကြပါ ဒီတရားဟာသူတို့ရဲ့ဘာသာရေးယဉ်ကျေးမှုအတွက်အရေးပါတဲ့အမှတ်အသားတစ်ခုဖြစ်ပါတယ်။ဘူမိဗေဒပညာရှင်တွေနဲ့သမုဒ္ဒရာဗေဒပညာရှင်အများစုကတော့ဒါဟာသဘာဝအတိုင်းဖြစ်တည်လာရေးကြောက်တန်းနဲ့တဲတောင်ပြင်တွေရဲ့ကွင်းဆန်းလို့ရှုမြင်ကြပါတယ်။လွန်ခဲ့နှစ်ထောင်ပေါင်းများစွာကပင်လယ်မျက်နှာပြင်အတက်ကြကြောင့်ပေါ်လာတဲ့မြေပြင်ဖွဲ့စည်းမှုတစ်ခုလို့ဆိုပါတယ်။အစ္စလာမ်ဘာသာဝင်တို့ရဲ့ဒဏ္ဍာရီကပထမဆုံးလူသားဖြစ်တဲ့အာရဟအီဒင်ဥယျာဉ်ကနေထွက်ခွာပြီး အာရှပြည်မကြီးကိုဖျက်ချော်ဖို့ဒီတံတားကိုအတောင်ပြုခဲ့တယ်လို့ဆိုပါတယ်။ဒါကြောင့်လည်းဒီတံတားကိုအာတန်ဘရစ်လို့ခေါ်ဆိုကြတာဖြစ်ပါတယ်။ဒီနာမည်ဟာ1804ခုနှစ်မှာဗြိတိရှမြေပုံဆွဲပညာရှင်တဦးကစတင်အတောင်ပြုခဲ့တာလို့လည်းဆိုပါတယ်။ဘလို့ပဲဖြစ်ဖြစ်ရန်ဆက်တူတံတားဟာတဏှာင်းနဲ့လက်တွေ့ဘယ်အရာကပုံမလွှမ်းမို့နေရဆိုတာကိုဆက်လက်ညှိခုံနေကြပါမိမ့်။ဒီတံတားဟာအိန္ဒိယနဲ့သီရိလင်္ကာကြားကသမိုင်းရှင်ချင်းမှုနဲ့ ဘူမိပေဒါဆိုင်ရာအံ့ဖွယ်ရာတစ်ခုအဖြစ်ဆက်လက်တည်ရှိနေမှာတော့အမှန်ပါပဲပရိသတ်ကြီးရက်ဆက်တူတရားရဲ့ရာဇဝင်အကြောင်းနဲ့လက်တွေ့သိပ်ပံနေကြအချက်လက်တွေအကြောင်းတင်ဆက်ပေးခဲ့ပါတယ်ဒီဇလန်ကဘလောက်စိတ်ဝင်စားကြကောင်းနေဆိုတော့ပရိသတ်ကြီးလည်းတိလောက်ပါပြီနော်ဒီတရားဟာတကယ်ပဲတဏှာရီလာအတိုင်းလူတွေတိဆောက်ခဲ့တာလားဒါမှမဟုတ်တဘာဝဖြစ်ခြင်းတစ်ခုတသက်ပဲလားပရိသတ်ကြီးရဲ့အမြင်ကဘလို့လဲဆိုတော့ကောင်းမမရေးပေးခဲ့ပါဦး ကျမတို့ရဲ့ channel ကို like and subscribe လုပ်ဖို့မမေ့ပါနဲ့နော်။နောက်လာမယ့် video တွေမှာလည်းပုံပြီးစိတ်ဝင်စားကြကောင်းတဲ့ဇာတ်လမ်းတွေကိုတစ်ဆက်ပေးသွားပါမယ်ရှင်။